ရုတ်မျိုးသမီးတို့နဲ့ချစ်ကြိုက်တယ်လို့ဆိုကအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိတို့လောက်ကထုတ်ပယ်ခံရပါတယ်။တရုတ်မျိုးသမီးတို့နဲ့အခြေစလန်ရှိတဲ့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အရာရှိတို့ဟာယာရုကနေထုတ်ပယ်ခံရပါတယ်။မေဂန်ဆိုရကအဲ့ဒီပုဂ္ဂိုလ်ဟာတရုတ်နိုင်ငံသူမျိုးသမီးနဲ့အချစ်နေတဲ့အတွက်ကြောင့်သူ့ရဲ့လောက်တော်ဝန်ကနေဖယ်ရှားခံရတာလို့ပြောပါတယ်။ ဌာနရဲ့အရာရှိတို့ဟာတရုတ်ကွန်မြူနစ်ပါတီ CCP နဲ့ဆက်နွယ်ပတ်သက်မှုရှိမှန်းသိရတာနဲ့တရုတ်နိုင်ငံသူမျိုးသမီးနဲ့အခြေအကိစ္စညှိစွန်းပတ်သက်တာကြောင့်ထုတ်ပယ်ခံရတာလို့နိုင်ငံကြေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရအရာရှိကဆိုပါတယ်။နာမည်မဖော်ပြတဲ့ဒီလှုပ်ထောက်ခံရအရာရှိဟာသူနဲ့တွေ့တဲ့မျိုးသမီးဟာစပိုင်တယောက်ဖြစ်နိုင်တယ်လို့ကိုယ်တိုင်အသိမှတ်ပြုမှုကြောင့်ဌာနဘက်ကဆွဆွဲပေမဲ့တိကျတဲ့သက်သေထောက်ထားတင်ပြတာမျိုးမရှိခဲ့ပါဘူး။အဲ့ဒီအရာရှိတွေ့တဲ့ တရုတ်မျိုးသမီးရဲ့ဖခင်ဟာတရုတ်ကွန်မလက်ပါတီရဲ့အမာခံအဖွဲ့ဝင်တူဖြစ်တယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကဆိုပါတယ်ဒီကိစ္စဟာထရန့်ကအင်ဂျီရောကိုဒုတိယကြိမ်ပြောင်းလာရတဲ့နောက်ပိုင်းအခုလိုအခြေအနေမျိုးမှာပထမဆုံးကြိမ်တနမန်အတိုင်းဝန်တွေကပို့ကုတ်တူရဲ့လုံနေအောင်ဆုံးရှုံးမှုလည်းဖြစ်လာပါလိမ့်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့အရေးပါတဲ့ထိပ်တန်းနေရာတွေမှာတရုတ်ဝန်ထမ်းအများအကုန်လုံးနှိပေါက်ကိုလည်း ယာရုကနေထုတ်ပယ်လိုက်တာဖြစ်ပါလေ။နာဆာလိုနီယာကလည်းတရုတ်အကာသဝန်ထမ်းတွေအကုန်လုံးဒီပါထုတ်ပယ်လိုက်ပြီဖြစ်ပါလေ။ဒါဟာအမေရိကန်အနေနဲ့တရုတ်ရဲ့တရှုပ်ပြုလုပ်မှုနဲ့ပတ်သက်ပြီးတော့တတော်လေးကိုတတိထားနေတယ်ဆိုတဲ့အခြေအနေမှာရှိပါတယ်။အမေရိကန်နိုင်ငံကြားရေးဝန်ကြီးဌာနကလည်းနိုင်ငံတကာရေးရနဲ့ပတ်သက်တဲ့အချက်လက်တွေတရုတ်စီကိုမရောက်သွားစေဖို့အတွက်ကြောင့်တရုတ်နဲ့ပတ်သက်တဲ့ကိစ္စမှန်သမျှကိုတတော်လေးတင်းတင်းကြပ်ကြပ်ဂိုင်းတွင်းနေပါတယ်။အစိုးဆုံးအနေနဲ့အမေရိကန်နိုင်ငံကြားရေးဌာနရဲ့ ဝန်ထမ်းတွေရဲ့အင်တော်ဘက်တွေဟာတရုတ်လူမျိုးတွေများဖြစ်နေမလားဆိုပြီးတော့မှစုံစမ်းထောက်လှမ်းမှုတွေရှိပါတယ်။ချစ်သူရေးစားဆိုရင်လည်းအဲ့ဒီလူမျိုးပဲစုံစမ်းထောက်လှမ်းမှုတွေအပြည့်အဝရှိနေတာဖြစ်ပါတယ်။တရုတ်မှာလို့ CCP ရဲ့ဖြန့်ကျက်လွတ်မှုဟာအကြောင်းတွေစီးပွားရေးလုပ်ငန်းတွေကဆက်လို့ပုံမှန်လူနေမှုဘဝထဲမှာကြည်ကြည်ပြင်းပြင်းအမြင့်တွင်နေတာကလည်းအမှန်တရားပါ။တာဝန်တရုတ်နိုင်ငံသားများပြားဟာပါတီဝါဒတွေကိုယုံကြည်တယ်ဆိုတာမျိုးထက်ရှောင်လွှဲမရတဲ့အခြေအနေအကြောင်းအကြောင်းကြောင့်တရုတ်ကွန်မြူနတီပါတီနဲ့မလွဲမသွေပတ်သက်မှုတွေရှိနေတယ်လို့လည်းသိရပါတယ်။